ဒီ startup တော့ကပေါ့နော်ကိုပိုင်အဲ့လိုစုံကြည့်ထင်လို့ရတဲ့ဟာမျိုးကြီးကိုသိဝင်လာတယ်ပေါ့ဒီကိုရောက်ဖို့အတွက်ကိုအဓိကဟိုတက်လိုက်ကြလိုက်နေဖြစ်ကြတဲ့ဟာကြီးအများကြီးပေါ့နော်ဒီဟာစကားလေးကျူစုပါတယ်။ခင်ဗျားကဒီ channel မှာအဒီအဆုံးတစ်ချွေလုပ်ငန်းရှင်တယောက်နေလေပေါ့နော်။ဖြတ်တန်းခေးခီးလေးလက်ရှောင်းပါ။ရှင်ဆိုင်ကြီးဂျုံတွေးခဲ့ရတဲ့အိစာကြီး ်ဖေလိုမျိုးကြီးနိုးဆံပြီးဒုက္ခနေဘာလို့ရှိရခဲ့လဲဘယ်လိုမျိုးခက်ခဲနေမှာကြောခက်ခဲပေါ့နော်အဲ့ဟာနေကိုအာတခုမကျန် sharing လုပ်တော့ပြီးမယ် channel ဖြစ်ပါတယ်ကိုပိုင်စတဲ့ business အာတခုစခြင်းနေမင်းကြီးစမှာမသိဘူးဆိုလို့ရှိရင်နေက ဟိုဘာလုတ်တင်လဲဘာလုတ်တင်လဲဆိုလို့ပြောရတဲ့စာမျိုးဖြစ်ခရီးတော်ကတော့ဘာကြီးလုတ်ခဲ့တယ်ဘယ်လိုမျိုးတွေဖြစ်ခဲ့တယ်ဒီဟာရတော့သတိထားတင်တယ်ကိုရိုင်းအာဖြစ်ခဲ့တဲ့ knowledge တွေ personal experience တွေဝယ် share လုပ်သွားဖြစ်ပါတယ်ဟိုမသိခဲ့ပဲနဲ့ for ရဟာတော့ဘုကပါမှာတော့မဟုတ်ဘူးเนาะကိုပိုင် startup တစ်ခုကိုဘယ်လိုမျိုးတည်ထောင်ခဲ့လဲဘာတွေအခက်အခဲရှိခဲ့လဲဆိုတဲ့ဟာမျိုးကိုသိဝင်စားရဲဆိုလို့ရှိရင် subscribe လုပ်ပြီးပါနောက်ပြီးမှပြန်တွေ့ပါမယ်